ထောက်ရဖျားဤတရားတော်၌မွေးလျော်၍တရားတော်ကိုနှိမ့်ညမပြတ်ဆင်ခြင်အောင်မေ့သောသူသည်မင်္ဂလာရှိ။ဗျာဒိတ်ကျမ်းအခန်းကြီး9ထိုအခါတပတ်တစ်ချက်၌ဧကရာတင်၍တစိ့ခုနှစ်ချက်ခတ်သောစာဆောင်ကိုပလင်တော်ပေါ်မှထိုင်တော်မူသောသူဤလက်ရလက်၌ငါမည်အာကြီးသောကောင်းငင်တမန်တပါးကထိုစာဆောင်ကိုဖွင့်၍တစိ့တို့ကိုခွာခြင်းကအဘယ်သူထိုက်သည်နည်းဟုကြီးသောအတန်နှင့်ကြွေးကြော်လျက်ရှိသည်ကိုငါမည်၏။ ထိုစားဆောင်ကိုဖွင့်၍ကြည့်ခြင်းကကောင်းကင်မြေကြီးမြေကြီးအောင်၌အဘယ်သူမျှမတတ်နိုင် ထိုစားဆောင်ကိုဖွင့်၍ကြည့်ထိုက်တော်သူတယောက်ကိုမျှရှာ၍မတွေ့သောကြောင့်ငါသည်များစွာငိုကြွေးလေ၏ထိုအခါအသက်ကြီးသောသူတစ်ပါးကမငိုကြွေးနှင့်ယူရအမျိုးချင်းသည့်ဒီဟုသောဒါဝိဒ်၏အမြင့်သည့်ထိုစားဆောင်ကို၎င်းဒဇိခုနှစ်ချက်တို့ကို၎င်းဖွင့်ခြင်းကအောင်မြင်လေပြီဟုငါ့ကိုပြောဆို၏ထိုအခါ ပလင်တော်မှစသောတတဝါ၄ပါးနှင့်အသက်ကြီးသူတို့အလယ်၌အတေတပ်ကြီးတကယ်သို့သောဒိုးတငယ်သည်ရက်ရက်ရှိသည်ကိုငါမြင်၏ထိုဒိုးတငယ်သည်မြေကြီးတစ်ပြင်လုံး၌လွတ်သောဘုရားသခင်၏ဝိညာဉ်ခုနှစ်ပါးဒီဟုသောမျက်စိခုနှစ်လုံးနှင့်ဂျိုးခုနှစ်ချောင်းရှိ၏သူသည်လာ၍ပလင်တော်ပေါ်မှထိုင်တော်မူသောသူ၏လက်ရာလက်မစာဆောင်ကိုခံယူလေ၏ထိုစာဆောင်ကို ခံယူသောအခါတရဝါ၄ပါးနှင့်အသက်ကြီးသူ၂၄ပါးတို့သည်တန်ရှင်းသူတို့၏ပထနာတည်းဟုသော မီးရှို့ရာနန့်သာပေါင်းနှင့်ပြည့်သော ရွှေဖလားတို့ကို၎င်းစောင်းတို့ကို၎င်းအသီးသီးကင်၍တိုးတငယ်ရှေ့၌ပြတ်ဝလျက်ကိုရော်ဒီအသေးတက်ချင်းကိုခံတော်မူသောအဖြစ်အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခတ်သိန်းတို့အထဲမှအကျွန်ုပ်တို့ကိုယူ၍အသွေးတော်နှင့်ဖျားသခင်အဖို့ရွေးနှုတ်တော်မူ၏အကျွန်ုပ်တို့၏ဖျားသခင်ရှိမှရှင်ဘရင်အရာ၌၎င်း ယေပရောဟိတ်အရာ၌၎င်းခန့်ထား၍မြေကြီးပေါ်မှစိုးစံရသောအခွင့်ကို ပေးတော်မူ၏ထို့ကြောင့်ကိုရော်သည် စားဆောင်ကို ခံယူ၍တစိမ့်တို့ကိုဖွင့်ထိုက်တော်မူ၏ဟုအသစ်သောတခြင်းကိုတည်၍လျှောက်ဆိုကြ၏ထိုအခါငါကြည့်၍ပလင်တော်မှစသောတတဝါတို့နှင့်အသက်ကြီးသူတို့၏ပဝင်းခြင်း၌ဂရေတင်ချေမကအတိုင်းမသိများစွာသောကောင်းကင်တမန်တို့၏အတန်ကိုငါကြား၏ထိုသူတို့ကလည်းအသေးသက်ချင်းကိုခံခဲ့ပြီးသောဒိုးတငယ်သည် တကိုးစည်းစိမ်ပညာအစွမ်းတတိဂုံအတိဘုံအာနုဘောကောင်းကြီးမင်္ဂလာကိုခံထိုက်တော်မူ၏ဟု ကြီးသောအတန်နှင့်ပြောဆိုကြ၏ကောင်းကင်မြေကြီးမြေကြီးအောက်သမုဒ္ဒရာအထဲအရရတို့၌ရှိရှိသမျှသောဝေနေယတတဝါအပေါင်းတို့ကပလင်တော်ပေါ်မှထိုင်တော်မူသောသူနှင့်သူသည်ငယ်သည်ကဘာအဆက်ဆက်ကောင်းကြီးမင်္ဂလာဂုံအတိဘုံအာနုဘောအစွမ်းတတိရှိတော်မူစေတည်းဟုပြောဆိုကြသည်ကိုငါကြားလေ၏ တရဝါလေးပါတို့ကလည်းအာမင်ဟုခေါ်ပေါ်ကြ၏အသက်ကြီးသူတို့သည်လည်းပြည့်ဝ၍ကိုးကွယ်ကြ၏အာမင်